အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့စီချိုယောဂဆိုတာကုလို့ပြောက်ပါတလာဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်စီချိုသွေးချိုယောဂဆိုတာသွေးရင်းမှာချိုတဲ့များနေတာကိုဆိုလိုတာဖြစ်ပါတယ်ရှင်စီချိုဖြစ်နိုင်ခြင်းကိုမြင့်တက်စေတဲ့အကြောင်းအရာတွေကတော့အဝလွန်ခြင်းလှုပ်ရှားမှုနဲ့ပါခြင်းမျိုးရိုးလိုက်ခြင်းအသက်အရွယ်ကြီးခြင်းစမ်းမာရင်းနဲ့မငြိညွတ်တဲ့အစာအသောက်တွေကိုစားသုံးခြင်းတို့ကြောင့်စီချိုကိုပိုပြည့်စင်နိုင်ပါတယ်ရှင်စီချိုယောဂဘာကြောင့်ဖြစ်လဲဆိုတော့ခန္ဓာကိုယ်ရဲ့ပန်ကရီးယားလို့ခေါ်တဲ့အစိတ်အပိုင်းလေးကထုတ် ်တဲ့ insulin ဆိုတဲ့ hormone ပုံမှန်အလုံးမလုံးလို့ပဲဖြစ်ပါတယ်ရှင်ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့အစာအာဟာရတွေဟာအစာခြေလမ်းကြောင်းကနေသွေးထဲကို glucose အဖြစ်ရောက်သွားပါတယ်ရှင်အဲ့ဒီ glucose ကိုတာတခြားတဲ့တမျိုးဖြစ်ပြီးအချို့တဲ့ဖြစ်ပါတယ်ရှင်အဲ့ဒီ glucose ကို ခန္ဓာကိုယ်ရဲ့ cell တွေကစောယူပြီးစွမ်းအင်အဖြစ်အသွင်ပြောင်းကနေ့စဉ်လှူရှားဆောင်ရွက်မှုတွေခန္ဓာကိုယ်ရဲ့ဇီဝကံမဖြစ်စဉ်တွေလည်းပတ်ဖို့အသုံးပြုရပါတယ်ရှင် glucose ကိုသွေးထဲကနေခန္ဓာကိုယ်ရဲ့ cell တွေထဲကိုရောက်အောင်လုပ်ပေးတာကတော့ insulin ော်မုန်းပါပဲရှင်။အကြောင်းမျိုးမျိုးကြောင့်အင်ဆူလင်ဟော်မုန်းရဲ့အလုံးလုံးတာဟာပုံမှန်မဟုတ်တော့တဲ့အခါမှာသွေးထဲကတကြားဓာတ်တွေဟာခန္ဓာကိုယ်ရဲ့ဆဲရဲကိုမဝေရောက်နိုင်တော့ပါဘူးရှင်။အဲ့ဒီအခါမှာသွေးထဲမှာတကြားဓာတ်တွေပိုရှန်နေပြီးခန္ဓာကိုယ်ရဲ့ဆဲထဲမှာတော့လိုအပ်တဲ့ဆွမ်းအင်ကိုမထုတ်လုံနိုင်တော့လို့ပုံမှန်လိုနေလို့မကောင်းတော့ပါဘူးရှင်။အချိန်ကြာလာရင်သွေးထဲမှာတကြားဓာတ်တွေများနေလို့စီးကျို့သွေးကျို့ရောဂါလို့ခေါ်ကြပါတယ်ရှင်။အဲ့ဒီတော့စီးကျို့ရောဂါဆိုတာခန္ဓာကိုယ်ရဲ့ဇီဝကံမှာဖြစ်စဉ်တစ်ခုပုံမှန်မဟုတ်ပဲဖြစ် ျက်စီးရာကနေဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်အမြင့်ပြအောင်ကုသလို့မရနိုင်ပါဘူးရှင်။ဖျက်စီးနေတဲ့ဖြစ်စဉ်ကိုပုံမှန်ဖြစ်အောင်ထိန်းချုပ်ပြီးစီးကျိုကိုနောက်ဆက်တွဲမဖြစ်အောင်လို့တော့ထိန်းလို့ရပါတယ်ရှင်။ပြန်ကောင်းသွားအောင်ဆိုပြီးလောယူလို့ကတော့များတော့အပြင်းမရနိုင်ပါဘူးရှင်။